ကျွန်တော်တို့ကျွန်တော်တို့ဒီပွဲတွေပွဲတွေမှာအများအားတွေ့နေရတဲ့တမီးစိုးတမီးစိုးကိုတမီးစိုးကိုဒါတဆိုင်ဟာကဖန်စီချင်းသိလိုက်ပါတယ်ထိန်းသိလိုက်ရတဲ့အကြောင်းရင်းကတမီးစိုးကသူကြည်ပမှာနေစဉ်ကာလကဒီမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံမှာနေထိုင်တဲ့လူတွေကိုသူကပွဲတွေရှာတယ်ဗျာပွဲတွေရှာပြီးတော့သူအမျိုးမျိုးဆွဆွဲပြီးတော့ပြောဆိုမှုတွေလုပ်တယ်ဒီစိတ်ဓာတ်အယုဒ္ဓနတ်တာတွေကိုကြိုက်တယ်ဆိုတဲ့စိတ်ဓာတ်ပေါ်လို့ပြီး ဟိုပပစရီဒီမြောက်ပြောဆိုရဲစရဒီပြောတာဗျာခဏလူပြောက်ချစ်စီမကြမှာနော်ဒီကဒီမှာရှိနေတဲ့မင်းသမီးတွေတရုတ်ဆောင်တွေနာမည်ကျော်တွေစတားတွေဆိုပေါ့အဲတဲဝမကြောင်သူပပစရီပြောနေကျွန်တော်ကြည့်ပြီးစိတ်ဆင်းရတာဒီမျိုးသမီးကယုံမှုပေါ့နေတာဒီယုံဒီဘာလို့ချက်ပြောနေလဲစိတ်ကြဖို့ပေါ့နေတာကျွန်တော်ကြည့်စိတ်ကောင်းစိတ်ထဲမှာဗျာကိုဒီလိုပြောနေကြည့်ပြီးစိတ်ကဘလို့မှဆင်မပြေဘူးနားထောင်ရမယ်နားလည်းမထောင်ပါဘူးတခါတလေ news feed မှာတက်လာလို့တလုံးနှလုံးကြမ်းတမ်းပြောတာမြင်ကြော်ပလိုက်ဘာလို့ကျွန်တော်မင်းကပြောနေမင်းရမ်းချစ်တဲ့အုပ်အုပ်ကြီးရဲ့အုပ်ကမင်းမောင်ရဲ့ အာမိဘပတနာလေးဟာအုပ်ပါမိမကတော့လက်ရှိချိန်မှာဆိုရင်တော့တမိစုတွေရောပါသွားလို့ဆိုပြီးဝမ်းနဲ့ကြေခွဲပက်လက်လန်းနေပါတယ်အဲကြောင်မျိုးမေမိမအုပ်ကမိမကိုချစ်တယ်ဆိုအခုတော့ဘာလို့အုပ်ကမိမပါတနာကိုမင်းအထဲကိုရောက်သွားလို့မင်းပြောနေရတယ်ကျွန်တော်မျိုးတွေအလုံးပဲဘာဘာပေးနေမေးပြီးတယ်မှာများသုံးဂိမ်းဝေးကြပါစီလို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျစ်ရီဗော်လူရှင်ချန်နယ်လေးကပြန်လည်ကြိုလိုက်ပါတယ်ဒီရီဒီရှင်မျိုးတော့ပေးကမှာတော့ယနေ့အော်တိုပါလာ73ရက်နေ့တနင်္လာနေ့ရက်ညပိုင်းဒီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့ကျွန်တော်မျိုးတွေအလုံးပဲဆုံးနေချိဖို့ဒီနေ့မှာထပ်မံတောက်ဆိုလိုက်ပါတယ်နောက်ဆုံးသတင်းမျိုးအနေနဲ့ကတော့ ကွန်လိုင်းရေးတွေဘာတွေဘေးဖယ်ထားလိုက်အောင်တော်ကီတစ်ပတ်ပေါ်တော့ရှမ်းရှမ်းတောက်တဲ့ကျွန်တော်တို့ရဲ့အင်ကနေပြီးတော့ဘရူဆော့တော့နီကတော့လက်ရှိချိန်မှာတနိုင်ငံလုံးအပြစ်ခတ်ရဆဲရေးစာချုပ်ပြည့်ပြဲသွားပြီဖြစ်၍ NCA နှစ်ပတ်လည်ပွဲကျင်းပရုံနဲ့ဘာမှဖြစ်လာစရာမရှိတော့ဘူးလို့ PNU ဘိုဟိုလုံမှုဆောင်ဘရူဆော့တော့နီကဒီပြပြောဆိုလိုက်ပြီဖြစ်ပါတယ်။ဒါဟာတနိုင်ငံလုံးအပြစ်ခတ်ရဆဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ကင်မူသာစီယုံ KNU ကင်မူသာတအူ CNF OPNLO ABSGF NMSB နဲ့ EDU တော်လိုင်းတက်များက NCA စာချုပ်ပြည့်ပြသွားပြီဖြစ်ကြောင်းသူပေါင်းကြီးညာချက်ထုတ်ပြန်လိုက်ပြီးရင်းကြီးညာချက်ဟာစစ်တကပြုလို့မဲ့ NCA နှစ်ပတ်လည်ပွဲများကိုအာဆီယံဥရသမကနဲ့နိုင်ငံတကာသံတမန်များမတက်ရောက်ရင်အိုက်တွန်းထားတာလည်းပြရှိရပါတယ်။ကဲမင်းအောင်တဲ့ကောင်ကတော့ဘယ်သူနဲ့ဘယ်လိုကြီးမောက်မလဲဆိုတာကတော့အားလုံးဒီတိုင်းပဲ။တခိုင်ကဆိုလဲတခိုင်မှာဘုံမာနေတဲ့ကောင်လေးအချင်းကဆိုလဲအချင်းမှာဘုံမာနေတဲ့ကောင်လေးအင်းကဆိုလဲကင်းကဘုံမာနေကောင်နဲ့ဆက်လက်ကြီးမောက်ဖို့လှုပ်ဆောင်နေမယ်လေ။ဒီပွဲတွေဖြစ်လာမလားဖြစ်လာဘူးဆိုတော့တကြည်ရွှေမနေထားပဲဖြစ်ပါတယ်။ ီမှာမြန်မာနိုင်ငံကြီးပြည်ထနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှင်းနိုင်ရန်ရည်ရွယ်ထားတဲ့ PNU, CNF, ABS, GN, PNL တို့ဟာတာသောတိုင်းရင်းသားနဲ့နိုင်ငံဖွဲ့စည်း၄ဘုံနဲ့တူတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ကို2015ခုနှစ်အော်တိုဘာလ15ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ပြီး NMSP နဲ့ Eddie Roo ဟာ2018ခုနှစ်ဖေဖော်ဝါရီ13ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ NCA လက်ငန်းစဉ်ကောင်တယ်ဖော်စင် ကာလာဒူးမှာလည်းမြန်မာစစ်တပ်ဟာလုပ်ငန်းစဉ်အားလွန်မိုထိန်ချုပ်ခြင်း၎င်းတို့ရဲ့စစ်တပ်ကြီးစိုးရေးဥပဒေများနဲ့တစ်ဖက်သက်ပိတ်ဆို့ပြီး NCA သဘောတူညီချက်များကိုအကောင့်ထဲမှာပေါ်နိုင်ရေးတာစီချင်းများပြုလုပ်ခဲ့သလိုတာကျုပ်ပါသဘောတူညီချက်များအချိန်ချင်းထုတ်ပေါ်ခြင်းများရှိခဲ့တော့လေငင်းညင်းကြီးနဲ့အနာဂတ်ဖက်ထရယ်ဒီမိုကရေစီပြည်တော်စုတည်ဆောက်ရန်မြန်မာချက်နဲ့သိရှိသီးခံနီလန်ရှာဖွေကစိုက်မမတ်ဦးစားခဲ့မှုကြောင့်သဘောတူညီချက်ချရရှိအောင်ဥပန်းဆောင်ရွက်နိုင်ခဲ့ကြောင်းလည်းညှာထားတာတွေ့ရှိရပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာကတော့ တကယ်သဘောတူညီညီတွေဖြစ်မလာဘူးဆိုတော့တိသွားတဲ့ခါမှာတော့မျိုးဆက်လက်ပြီးဆုံးဖြတ်မယ်ဆိုတော့ကတော့ဆက်လက်ဆောင်ကြည့်ရမယ်ဒါဖြစ်ပြီး KNU နေနဲ့ကတော့ NCA လက်မှတ်ထိုးဖို့ရလုံးဝကမှဒိတ်ဝင်မရှိတော့တဲ့အရာတစ်ခုဖြစ်ပါတယ်လို့ဘလို့ဆိုတော့နေကြတော့ပုံမှန်နေပြည်သားပြောထားတာကိုရှိရပါတယ်ဆိုတော့ဒီပုံအနေနဲ့ကတော့လက်ရှိမှာဖြစ်ပေါ်ခဲ့တဲ့စင်ကူမျိုးတွင်းစတားလင်အင်တာနက်သုံးဆွဲမှုနဲ့ပတ်သက်ပြီးတော့တွန်လိုင်းရေပေါ်နေတဲ့ပြည်သူတွေနဲ့ပြိပကဖြစ်ပေါ်ခဲ့တဲ့နေသားတွေကိုပတ်သက်ပြီးတော့ထုတ်ပြန်ကြေညာခဲ့တဲ့ပြီးမှာတော့အခုလိုမျိုးရင်တစ်ချိန်ကစတားလင်သုံးမဲ့စဉ်ပြည်မျိုးဥပဒေနဲ့သုံးရမလဲဆိုတဲ့ ။ဒါရဆာတန်နေပြန်ထွက်ပေါ်လာတွေ့ရှိရပါတယ်။ဒါတွေကိုကြီးကြီးအမြင်ဒါထရားပြည်သူတွေကပဲလွန်သလား။ online တို့ဖွဲ့တွေကပဲလွန်သလားဆိုတော့တော့အားလုံးပဲတော်လန့်ပြည်သူအားလုံးကြီးကြီးအမြင်ဒါကိုဖြစ်ပါတယ်။အဲ့မှာရေးထားတဲ့ချက်တွေကတော့တားလင်ကိုအိမ်သုံးတီးတဲ့နဲ့ပြီတော့ပြပြီးတော့အများပြည်သူလူထုကိုအကျုံဖြင့်ညဝေ၃ဆခွင့်တားလင် internet တွေ line ခွဲဝေ၃ဆခွင့်မှပြုလုပ်ဖို့နဲ့ဘုံက၃ဆခွင့်ပြုလို့ဟုတ်ပါတာတွေ့ရှိရပါတယ်။အသုံးပြုမဲ့ Starlink ဆက်ကိုလည်း password ဖြင့်တော့အသုံးပြုရလို့ပြင်ထားပါတယ်။ public က ။ကပလီယာအုံပြုပြင်လူပါကသဆိုင်ရာတောင်ဝရှိသူထံပြင်ပြလျှောက်ထားမိဖြစ်ပြီးသူမြေရမှာတော့သုံးဆုပ်ခွင့်ရှိမည်လို့ဒီထားတွေ့ရှိရပါတယ်။သူမြေရငွေသွင်းငွေထုတ်နဲ့ရေးပေါ်ကျမ်းမာရေးကိစ္စများတော့သုံးပြုရန်ရှိပါကသုံးပြုရဲ့အမီနိုင်ငံသားစစ်ရေးကပြအမှတ်နဲ့နေရက်လိပ်စာပြစေဆောင်ကိုမတန်းနေထားမိဖြစ်ပြီးသဆိုင်ရာတောင်ဝရှိသူတွေကစစ်စည်းတဲ့အထိပြသမိလို့ဒီထားတွေ့ရှိရတယ်။အဲပေါ်ပြပါစီမင်းစင်ကန်တွေကိုဖောက်ပြကြောင်းစစ်စည်းတွေ့ရှိပါပထမအချိန်မှာဒန်ချင်းငွေ၁၀000ကျပ်ပြရချိန်မှာဒန်ချင်းငွေ၃၀000ကျပ်နဲ့တတိယအချိန်မှာတော့စတားလင်ကိုတင်းစီရေးယူခင်ပြီးသူလည်း ေးတာတွေ့ရှိရပါတယ်။တင်းစီခံတဲ့စတိုင်းမျိုးကိုတော့ဒီလာကြမှာပြန်နဲ့ထုတ်နိုင်မလို့တင်ပြထားတာတွေ့ချောင်းတွေ့ရှိရပါတယ်။တောက်ကြီးရန်ဖြင့် online ဘက်ကပဲလုံလာလား၊ပြည်သူတွေဘက်ကပဲလုံလာလားဆိုတာကတော့အားလုံးပဲလက်ရှိမှာမြင်ရမယ့်နေထားခုဖြစ်ပြီးမြန်ဖြစ်တဲ့အတွက်ဒါဟာကျင့်ကုန်မျိုးတွေကရေးပေါ်အုတ်ချိုးရေးဖွဲ့ကနေပြီးတော့ပြန်ခဲ့တယ်။ဟေးဒါကျွန်တော်တို့ကျွန်တော်တို့ဒီပွဲတွေပွဲတွေမှာအများအားတွေ့နေရတဲ့သမီးဆိုးသမီးဆိုးကိုသမီးဆိုးကိုဒါတက်ဆိုင်ကဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်ထိန်းသိမ်းလိုက်ရတဲ့အကြောင်းရင်းကသမီးဆိုးကသူပြပမှာနေစဉ်ကာလက ဒီမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံမှာနေထိုင်တဲ့သူတွေကိုသူကပွဲတွေချတယ်ဗျာပွဲတွေချပြီးတော့သူအမျိုးမျိုးဆွဆွဲပြီးတော့ပြောဆိုမှုတွေလုပ်တယ်အဲ့ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့ဒါတော်တော်လေးကိုခင်ဗျားတို့လည်းတော်တော်လေးစိတ်ဝင်စားမှုတွေလည်းရှိခဲ့ကြတယ်အဲ့ဒီမှာမိုက်အင်တင်ကိုနဲ့ဒီသမီးစိုးကလည်းပွဲတွေဖြစ်ခဲ့ကြတယ်ဒီသမီးစိုးမြန်မာနိုင်ငံရောက်တဲ့အခါမှာဆိုရင်သူတို့နဲ့ရောချင်းပြီးတော့ဗျာဘယ်နေရာမှာတွေ့မယ်ဟိုနေရာမှာတွေ့မယ်ဒီနေရာမှာတွေ့မယ်ဖြစ်ကြတယ်အဲ့တော့ဒီသမီးစိုးကပြည်ပမှာနေထိုင်စဉ်ကဒီမိုက်အင်တင်ကိုသူပြောဆိုမှုတွေရှိတယ်အဲ့ဒီပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ဒါမိုက်အင်တင်ကိုကဒါသူ့ကိုဒီသူ့ကိုဒီဂုံတိတ်ကကြောက် စွတ်စွဲမှုတွေပြောဆိုမှုတွေနဲ့ပတ်သက်ပြီးတော့သူကပြည်ဦးလင်မျိုးမှာ yes ကမ်းမှာ6ရက်10လ2025ခုနှစ်မှာအမှုဖွင့်ခဲ့တယ်။တနည်းအားဖြင့်ကျွန်တော်တို့အော်တိုဘာလ6ရက်မှာအမှုဖွင့်ခဲ့တယ်။မိုက်အင်တင်ကွာနေပြီးတော့တမီးစိုးကိုအမှုဖွင့်ခဲ့လာပါ။ဖွင့်ခဲ့တာကပြည်ဦးလင်မျိုးမှာ yes ကမ်းမှာအမှုဖွင့်ခဲ့ပါတယ်။ကွာနံပါတ်က215မြင်းဆောင်1329ဆက်သွယ်ရေးဥပဒေပုံမှာ66နဲ့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။အမှုဖွင့်ခဲ့တယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအော်တိုဘာလ10ရက်နေ့မှာတမီးစိုးကိုတက်ဆိုင်ရာကဒါခေါ်ယူဟိုဖမ်းဆီးလိုက်တယ်ပေါ့ဗျဖမ်းဆီးထိန်းလိုက်တယ်ပေါ့။ ကျွန်တော်ဖြစ်ခဲ့ပါတယ်အဲ့တော့ခင်ဗျားတို့လည်းသမီးစိုးနဲ့ပတ်သက်တဲ့ပွဲတွေကတော့ခင်ဗျားတို့ခဏနားတော့နားတော့မတည်ဘူးလေလက်ရှိတော့ဒီသက်ဆိုင်ရာသမီးစိုးတော့ကျွန်တော်တို့ခေါ်ထိန်းသားပါတယ်ထိန်းသိရတဲ့အကြောင်းရင်းကမတ်ဣသိကိုနဲ့သူတို့ဖြစ်တဲ့ပွဲအဓိကတော့ဗျာကျွန်တော်မတ်ဣသိကိုကအသူ့ပေါ်ဒီဒီသမီးစိုးရဲ့ပြောဆိုမှုကသူ့ရဲ့ဂုံသေးခါကိုနင့်နာတယ်ထိခိုက်တယ်အဲ့မှသူလည်းပြောတာတွေ့ရပါလေပါလေကျွန်တော်လည်းသူတို့ကိစ္စကိုပြောချင်ပါဦးဗျာဒါကျွန်တော်ကတရင်ကိစ္စကြောင့်ကျွန်တော်ပြောတာပါဟိုမတ်ဣသိကပါလေအဲ့လိုပဲဟိုသူကိုရိုးကိုရာကြီးပဲအများကြီးပြောတယ်ဗျာကျွန်တော်တိတ်မပြောချင်ဘူးဗျာအဲ့ကိစ္စကြောင့်လေကိုရိုးကိုရာအဓိကကျွန်တော်တို့တင်ပြပေးချင်တာကခင်ဗျားတို့ ်အဒီအပိုင်းမှာခင်ဗျားတို့ပွဲတွေတော့ခင်ဗျားတို့ရှားတာတော့ခတ်သွားလိမ့်မယ်။ဘာကြောင့်လဲဆိုတော့သမီးဆိုးနဲ့သမီးဆိုးနဲ့ကျွန်တော်တို့အေတင်ကိုရပွဲအဲ့ဒီမှာပွဲတွေပွဲတွေပြီးပါမှလည်းဖြစ်တယ်ပြီးတော့မှလည်းပွဲတွေအကြီးဖြစ်ခဲ့တယ်။အဲ့ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့အေတင်ကိုကသူ့ရဲ့နင့်နာမှုနဲ့ပတ်သက်ပြီးတော့အော်တိုဘာလ6ရက်နေ့မှာပြုံးလင်းမျိုးမှာ yes ကမှာအမှုဖွဲ့ခဲ့ပါတယ်ဆက်သွယ်ရေးဥပဒေပေါ်မှာမင်းတို့စစ်ခွေးတွေကအေတင်ကိုပြောလို့အေတင်ကသွားတိုင်လို့ဖမ်းတာမဟုတ်ဘူး။အေတင်ကနေပြီးတော့မင်းအောင်လည်းကြူကြူခေါ်ဦး။မင်းဆိုးဆိုတဲ့ကောင်မကနေပြီးတချိန်ကပြောခဲ့ဘူးတဲ့စကားလုံးတွေကိုသွားပြီးတော့ပေါ်ပေးလို့ခုလူဖမ်းခံတာဟာ။ကျွန်တော်ကဥပဒေနဲ့ညှိရပါဖြစ်တယ်။ အခုသမီးဆိုးဆိုတဲ့တက်ကူကူဆိုတဲ့အမျိုးသမီးပေါ့ဒါတော့ဗာလေအဲ့ဒီအမျိုးသမီးအကြောင်းတီးပြီးသားဖြစ်နေတယ်အဲ့ဒီအမျိုးသမီးသူ Facebook ကနေလိုက်ထွန်ပြီးတော့အယုတ်တာနဲ့တာတွေပြောခဲ့ကြတယ်ဟာဒီလေခင်ဗျားအချိန်ကြီးကြားခဲ့ပြီးလိမ့်မယ်တချို့အဲ့ဒီအယုတ်တာနဲ့တာကိုကြိုက်တဲ့သူတွေကြတော့လေအဲ့တော့သွားနားထောင်အောင်ပြီးတော့အမလီမှန်လိုက်တာဘာဖြစ်တာအဲ့လို့သွားပြောကြရင်လူရှိတယ်။အဲ့ဒီလိုသူတို့ကွန်မန့်လေးတွေပြောနေကြတဲ့ဟာအဲ့ဒီလူတွေစိတ်ဓာတ်အယုတ်တာနဲ့တာတွေကိုကြိုက်တယ်ဆိုတဲ့စိတ်ဓာတ်ပေါ်လွင်နေတယ်။ ။ဟိုပပစက်တွေသူများပြောဆိုရဲစရက်တွေပြောနာဗျာခဏလူတယောက်ချင်းစီမကြမ်းမနေနော်။ဒီကပြီးတော့မှရှိနေတဲ့မင်းသမီးတွေတရုပ်ဆောင်တွေနာမည်ကျော်တွေစစ်သားတွေစပေါ့အဲတရုပ်မကြမ်းဘူးပပစက်တွေပြောနေကျွန်တော်ကြည့်ပြီးစိတ်ဆင်းရဲတာ။ဒီမျိုးသမီးကွာယူမှုပေါင်းလိုက်တာ။သူယူဒီဘာလို့ချက်ပြောနေလဲ။တစ်ချက်ကိုပေါင်းလိုက်တာကျွန်တော်ကြည့်စိတ်ကောင်းစိတ်ထဲမှာဗျာကိုလူပြောနေကြည့်စိတ်ထဲမှာဘလို့မှဆင်မပြေဘူး။နားထောင်လို့မရဘူးနားလည်းမထောင်ပါဘူး။တခါတလေ news feed မှာတက်လာလို့တလုံးနှလုံးတန်းတန်းပြောတာမျိုးကြော်လိုက်။ဘာလို့ကျွန်တော်မင်းကပြောနေမင်းရမ်းချစ်တဲ့အုပ်အုပ်ကြီးရဲ့အုပ်ကမင်းမောင်ရဲ့အာမိဘပတ်တနာလေးဟာ ုတ်ကမင်းမောင်ကတော့လက်ရှိချိန်မှာဆိုရင်တော့တမီးစုတွေကပါသွားလို့ဆိုပြီးဝမ်းနဲ့ကြေခွဲပက်လက်လန်းနေပါတယ်။အဲတော်မျိုးမင်းမင်းမောင်ကုတ်ကမင်းမောင်ကိုချစ်တယ်ဆိုအခုတော့ဘာလို့ကုတ်ကမင်းမောင်ပါတနာကိုမင်းအထဲကိုရောက်သွားလို့မင်းပြောနေရလဲ။ကျေသူတွေနိုင်ငံရေးစိတ်ဝင်စားအောင်ပြီးတော့လက်တလုံးမှာစစ်ကောင်စီရှုံးနေနေတဲ့ဟာတွေပေါ့နော်။အဲ့ဒါတွေကိုစိတ်ဝင်စားအောင်သူတို့ရဲ့နီလန်းဟောင်းတွေပေါ့ဗျာ။အဲ့ဒါကမင်းတို့ကောင်ညံနေတာ။လက်ရှိအခြေအနေရပါတော့။ဘယ်သတင်းကမှတော့မင်းတို့တည်တဲ့သတင်းလောက်စိတ်ဝင်စားစရာမကောင်းဘူး။ တော့လုံးအစဲခံရလို့လေစိတ်မှာသမီးစိုးကိုရအောင်ဖမ်းတဲ့မင်းအောင်လည်းရည်ရွယ်ချက်ကဘာဖြစ်မလဲမင်္ဂလာပါဒီနေ့ကတော့အော်တိုဘာလ23ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်အခုနပြောလို့ပေါ့နော်ဒါသမီးစိုးကိုဖမ်းလိုက်တာတွေရှိတယ်အဲဒီဟာနဲ့ပတ်သက်လို့ဒါလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့ဟာတွေပါအများကြီးပေါ့ဗျာ အဲ့ဥစားနဲ့ပတ်သက်ကျွန်တော်လည်းလိုက်ပြီးတော့စုံစမ်းကြည့်တဲ့ဟာတွေပြီးတော့လိုက်ဆက်စုကြည့်တဲ့ဟာပေါ့ဗျာကျွန်တော်ထပ်ပို့ပြီးတော့ဒါနားထောင်နေသူတွေကသိနေကြပါပါဒါပေမဲ့ကျွန်တော်သိရတဲ့အကြောင်းအရာလေးလည်းကျွန်တော်ပြောပြပေးမယ်ပေါ့နော်အဓိကသူတို့ရဲ့နောက်ွယ်ကရည်ရွယ်ချက်တွေလည်းပါကောင်းပါနေနေဆိုပြီးတော့ကျွန်တော်ယူဆလို့ဖြစ်တယ်အဲနောက်တစ်ခုကတော့ဒါ AIRI တိုင်းတွေကလေးမျက်နှာပေါ့နော်ဒီအိုင်းမြို့နယ်ထဲမှာရှိတဲ့ခြေရွာတွေမှာအဲတော်လိုင်းတပ်ဖွဲ့တွေနဲ့ဒါထိုးစစ်တွေကြောင်းမလို့ပေါ့နော်တိုက်ပွဲတွေအချိန်မြင့်လာနေတယ်ဆိုတဲ့အကြောင်းရယ်ပြီးတော့ကြတော့ဒါကိုယ့်ရဲ့သား စစ်မှုထမ်းရတော့မှမလို့ပေါ့နော်။ဒါအုတ်ကြီးလည်းဖြစ်၊ဖြူစောတိလည်းဖြစ်တဲ့စစ်ကောင်စီလက်ပါစီဆိုတဲ့ဥက္ကဋ္ဌကောင်ကသူ့ရဲ့သားကိုထိုင်းနိုင်ငံကိုအောက်လန်းကနေဆေးလွတ်ခဲ့တယ်ဆိုတဲ့အကြောင်းနေ။အဲ့ဥစ္စာကြီးလည်းဒါကျွန်တော်ပြောသွားမှာဖြစ်ပါတယ်။အဲ့တော့ပထမဆုံးတော့ဒါ online ပုံမှာပြန့်နှံ့နေတဲ့အကြောင်းလေးကျွန်တော်ပြောကြမယ်ပေါ့နော်။ပုံမှန်ဆိုရင်တော့ဒီလိုအကြောင်းရတယ်ဒါကျွန်တော်တို့ပြောလို့ပြောထားတော့မရှိဘူးပေါ့နော်။ဒါပေမဲ့ဒါ main online တို့ကျူကျူလှတော့ အာစစ်တပ်ကရာရှိအကြီးပိုင်းအနေနဲ့ပတ်သက်လာတာဖြစ်တဲ့အတွက်ဒါကျွန်တော်တို့အခုလိုမျိုးဒါတင်ပြมาဖြစ်ပါတယ်ဗောနော်ဟုတ်ပါတယ်ဒါဒီရက်ထဲမှာဒါသမီးဆိုးပေါ့နော်သမီးဆိုးခေါ်တက်တက်ကိုတက်ကိုကို ဟုတ်တယ်နော်တက်ကိုကိုနမေးရစားတယ်နော်တက်ကိုကိုနော်သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကဒါတော်တော်လေးပြန့်နှံ့ပြီးတော့လူစိတ်ဝင်စားမှုတော်တော်လေးများခဲ့တယ်ပေါ့နော်ဒါ live ပေါ်မှာကြည့်လိုက်မယ်ဆိုရင်အဲသူတို့ရဲ့အကြောင်းတွေကြည့်ပြအများကြီးပဲပေါ့နော်အဲ့တော့သူ့ကိုဒါ online ပေါ်မှာဒါ mail နဲ့ဂျူဂျူလာအပါဝင်စိတ်အရာရှိကြီးတွေကိုဒါတိတ်ခါကြားစီရင်ပြောဆိုခဲ့တဲ့အမှုဟောင်းတွေနဲ့တိုင်ကြားခံရလို့ လေးစိတ်မှာပေါ့နော်ရန်ကုန်လေးစိတ်မှာဒါဖမ်းဆီးလိုက်တယ်ဆိုပြီးတော့လေအဲ့ဒါတင်းနေတက်လာနေပြီပေါ့နော်အဲ့တော့ဒါသူကအမေရိကန်မှာနေပြီးတော့ဒါမြန်မာကိုအွန်လိုင်းကနေပြီးတော့ဈေးရောင်းနေတဲ့သူဖြစ်တယ်ဈေးရောင်းရင်းနဲ့လည်းသူကဆယ်လီမျိုးစုံနဲ့ဆယ်လီတွေတော်တော်များများနဲ့ဒါရံပတ်ဖြစ်နေတာမျိုးကြီးလည်းတွေ့ရတယ်ပေါ့နော်ပွဲရှာတယ်လူစိတ်ဝင်စားအောင်လုပ်တယ်အဲ့အဲ့လိုမျိုးဒါသူ blame နဲ့ထဲမှာပေါ့ဒါမင်းအွန်လိုင်းနဲ့ကျူကျူလာပါပါတယ်မင်းကကျူကျူလာရဲ့ဒါအိတ်ကဘာဖြစ်တယ်ညာဖြစ်ဒါမျိုးတွေလည်းဒါကျွန်တော်တို့ပြန်ပြီးရောရှာဖွေတဲ့အခါမှာတွေ့ရတယ်ပေါ့နော် နောက်ပြီးတော့ဒါစစ်ဘိုလ်တွေကိုလဲပေါ့နော်ကတော့ပေါ့နော်ကြောင်းစင်းတာနဲ့ဒါဖာရန်တာတန်းသွားတယ်ဆိုပြီးတော့ပြောခဲ့မှုသူလည်းဖြစ်တယ်သူအဲ့လိုမျိုးကြီးတွေပေါ့နော်ပိုးစိုးပဆက်ပုံစံမျိုးကြီးတွေနဲ့သူပြောဆိုခဲ့တာပေါ့အဲ့လိုပြောဆိုတဲ့အထဲမှာဖြစ်ရှင်တော့ဒါမင်းအောင်လိုင်းနဲ့ဂျူဂျူလာပါသွားတယ်အပြင်နောက်ထပ်ဒါစစ်တပ်ကအရာရှိတွေကိုပါပြောဆိုတာမျိုးဒါတွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ ်သူကိုယ်တိုင်ကလည်းတကယ်တမ်းတော့ဒါဘုံမူဟောင်းတယောက်ကတော့ဖြစ်တယ်ဗောနော်အဲသူ့ယောက်ျားက DSC 45ကအပတ်စဉ်45ကကျောင်းစင်းတယောက်ဖြစ်ပြီးတော့ဒါဒုတက်ရင်မှုအထိယာတို့ယူခဲ့သူဖြစ်တယ်ဗောနော်တိုက်ခိုက်ရေးအကြောင်းဘာထူးဗောနော်တိုက်ခိုက်ရေးအကြောင်းဘာထူးမှာအဲတာဝန်ကျနေစဉ်တော့တွင်မှာဒီသမီးစိုးနဲ့အာဒါအိမ်တော်ကြခဲ့တာဆိုပြီးတော့လည်းသိရတယ်ဗောနော်ဒုတန်မှုယာရုတို့ယူနေတဲ့ချိန်ဗောနော်ဒါစစ်တပ်ထဲမှာဒါသမီးစိုးကဒါလိုက်နေရတဲ့ချိန်မှာစစ်စီကန်းနေတဲ့မနေတက်လို့ Facebook ပေါ်မှာဗောနော်သူကဒီ ပို့တွေစောင်းမြောင်းပြီးတင်တာတွေတတ်မကောင်းကြောင်းတွေပြောတာတွေအဲ့ဒါတွေကိုလာလှုပ်လွန်းလို့ပေါ့နော်နောက်ဆုံးစောင်းမြောင်းတင်လွန်းလို့သူ့ယောက်ျားပေါ့စစ်တပ်ကထွက်လိုက်ရတာဆိုပြီးတော့အသိရတယ်ပေါ့နော်မပြည့်စုံရင်လည်းထည့်ပြောပြကြပါပေါ့နော်အဲဒါအဲ့ဒီနောက်တော့ဒါနှစ်ယောက်လုံးဒါအမေရိကန်မှာနေပြီးတော့ခုနလိုမျိုးဒါသူမိမက ညသမီးဆိုးကပေါ့နော် online ဈေးရောင်းတာမျိုးတွေလုပ်တယ်ပေါ့ဗျာအဲ့တော့ live stream ပြီးတော့ဈေးရောင်းတယ်သူများကို blame နဲ့အဲသူနဲ့ပွဲဖြစ်တဲ့ sale တွေအများကြီးပဲရှိတယ်ပေါ့နော်သိရတယ်အဲပြီးရင်ဒါလက်ရှိ online မှာပါဝင်နေတဲ့ sale တွေတောင်မှဒါသူနဲ့ပွဲဖြစ်ခဲ့ဘူးတာတွေရှိတယ်ပေါ့နော်အဲပြဿနာကဒါတတတနဲ့ eating ကိုဖြစ်တဲ့ပြဿနာအတတတနဲ့ eating ကိုပြဿနာတွေတက်ကြတဲ့ချိန်မှာဒါကျွန်တော်သိရတော့ပေါ့နော်ဒါဖြည့်ဆို့ပြီးတော့လည်းပြောလို့ရတယ်ပေါ့နော်အဲ့မှာဒါသူကဒါတတတဘက်ကနေလိုက်ပြီးတော့ပါရင်းနေပေါ့နော်အေဒင်ကိုနဲ့သူနဲ့ပွဲထပ်ပြီးတော့ဖြစ်ကြရော ဖြစ်ကြတဲ့အချိန်မှာပေါ့နော်ဒါအေသင်ကိုကဒါနောက်ပိုင်းသူ့ရဲ့သားဒါထောင်ကြတဲ့ကိစ္စကိုပေါ့နော်နေပြည်တော်ကဘုံမှုနဲ့ညှိတယ်ဗျူဟာမှုနဲ့ညှိတယ်ဆိုတော့သမီးဆိုးရဲ့ဆွဆွဲချက်ကြောင့်မလို့ပွဲချိန်ကအမြင့်ဆုံးရောက်သွားအဲ့ဒါကြောင့်မလို့ပဲအေသင်ကိုကသူ့ကိုတိုင်တာပေါ့အခုတော့ဒါအေသင်ကိုကအဲ့ဒီရန်စားတွေကြောင့်မလို့ပဲဒါမြောက်လိုင်းနဲ့ဂျူဂျူလာအပါဝင်စစ်အရာရှိကြီးတွေရဲ့တိတ်ခါကိုကြစီဖို့ပြောဆိုခဲ့တဲ့အမှုအောင်းအနေနဲ့တိုင်လိုက်လို့သမီးဆိုးကဒါရန်ကုန်လေစိတ်မှာဖန်ခံရတာဖြစ်တယ်ပေါ့နော်အဲ့တော့ ဖြစ်တဲ့ပြဿနာထက် तू အရင်ကပြောခဲ့တဲ့ဟာတွေ तू အရင်ကဒီကျူကျူလာတို့ဘာတို့ကိုပေါ့နော်အပြောဆိုခဲ့တဲ့ဟာတွေ blame ခဲ့တဲ့ဟာတွေကြောင့်မလို့အခုလိုမျိုးဒါအမှုခေါင်းအနေနဲ့ဒါတိုင်တိုင်ခံရတာပေါ့နော်တိုင်ခံတဲ့အချိန်မှာဒါဖန်ခံလိုက်ရတယ်ဒါဥပဒေပုံမှာပေါ့နော်ဆက်သွေးဥပဒေပုံမှာ66ကာကြီးနဲ့အမှုဖွင့်ထားတယ်အမှုတွေလည်းထပ်ပြီးတော့တိုးနိုင်နေဆိုပြီးတော့တည်ရတယ်ပေါ့နော်အမှုဖွင့်တာကဒါပြုံးလင်မှာအမှုဖွင့်တာဆိုတော့ဒါပြုံးလင်ကိုလွှဲမယ်သမင်းတွေဟင်းတွေပို့လို့ရသေးတယ် ဒါအဲ့ဒီတွေပါလေရာသေးတယ်မိသားစုနဲ့တွဲခွင့်ရာသေးတယ်အဆက်အသွယ်ရှိသေးတယ်ဆိုပြီးတော့လည်းသိရတာပေါ့နော်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ရင်ဒါသူ့ကိုလည်းပေါ့နော်ဒါသမီးစိုးကိုလည်းဒါ online ပေါ်မှာအဲ့လိုမျိုးတွေပြောဆိုအာမျက်စိတွေနောက်နေရတဲ့အတွက်တော့ပေါ့နော်ဒါ ချို့ပြည်သူတွေတော်တော်များများကကြည့်မရကြအောင်အခုလိုမျိုးဒါဖန်ကြီးခံလိုက်ရတဲ့ခါကျတော့ချို့ကတနာရမယ်ဆိုဝမ်းအောင်တာနေတာတွေတွေ့နေရတယ်ပေါ့ဗျာပြီးတော့ဒါဒါလူရှင်တော်ငိမ့်ညမ်းနဲ့ဗာပြစ်တယ်ညာပြစ်တယ်ဆိုပြီးပြောလိုက်လေအများကြီးပဲပေါ့နော်အဲ့လိုမျိုးပိုးစိုးပက်ဆက် तू ပြောခဲ့သလိုပဲ तू ပြန်ပြောခံနေရတဲ့ဟာတွေလည်းတွေ့ရတာပေါ့ဗျာအဲဗာပဲဖြစ်ဖြစ်ဒီလိုမျိုးပုံစံမျိုးနေတော့စစ်ကောင်စီကဖမ်းသွားတယ်လေစိတ်မှဖမ်းသွားတယ် တပ်ပုံနေလဲတက်လာပြီပေါ့နော်ရုပ်ဖြတ်ထားရလားဘာလားတော့မသိဘူးပေါ့အဲ့လိုပုံစံမျိုးနဲ့တပ်ပုံမှတ်တမ်းနေလဲတက်လာရတွေ့ရတယ်အဲ့တော့ဒီပွဲကစစ်ကောင်စီကစနစ်တကျပေါ်ဆောင်ထားတဲ့ပွဲလားဆိုပြီးတော့လည်းကျွန်တော်တန်တရားဖြစ်စရာတွေရှိတယ်ပေါ့နော်အဘကြောင့်လဲဆိုရင်တမီးစိုးရဲ့ယောက်ျားက DSA 45က45ဆိုရင်ဒါပြောပြောရရင်များအခုလက်ရှိဒီ insurvey တွေဖြစ်တဲ့45လေးဆိုရင်အာရာထူးကြီးပိုင်းညရကုန်များအဲ့တော့အဆက်အသွယ်ကတော့ရှိမှာပဲအဲဒပတ်စင်နဲ့ဒါသူကလည်းခုနလိုပေါ့နော် အစီဒီယံပုံစံမျိုးလောက်တာမဟုတ်ဘူးသူ့ဘက်သူထွက်လိုက်ရတာဖြစ်တဲ့အတွက်အချင်းချင်းကတော့ဆက်သွယ်ရရှိကြအောင်ပါပဲအစီဒီယံဆိုရင်ဒါလည်းကောင်းနေမပြောချင်မဆိုချင်အဲဒါမျိုးပုံစံမျိုးအဲအရင်တော့ကသာမပြောချင်တာနော်အခုနောက်ပိုင်းပြောချင်ဆိုချင်လာရင်လည်းတွေ့ရတယ်အရင်တော့ကကျွန်တော်စီဒီယံလောက်တဲ့အချိန်မှာပြောဆိုခဲ့တဲ့ကောင်းနေကအမေအခုလာပြီးတော့နေကောင်းလားဗာညာလာမင်းနေရမျိုးတော့ရှိတာပေါ့ဒါကတပိုင်းပေါ့နော်အဲ့တော့အဲတွေ့ရကြက55ဖြစ်တဲ့အတွက်အခု55တွေကစစ်တပ်ထဲမှာယာရုအကြီးပိုင်းနေလဲရောက်နေပြီပေါ့အဲ့တော့အဲ့လိုမျိုးယာရုအကြီးပိုင်းနေလဲသူတို့ကဆက်သွယ်ရှိထားပြီးသား အဲ့ပြီးရင်ဒါအီသင်ကိုရဲ့အခုတွဲနေတယ်ပေါ့နော်တယောက်ကလည်းဈေးပူကြီးဆိုပြီးတော့တည်ရတယ်ရှုပ်တယ်တော့ပွဲဒါကြောင့်ဒီပွဲကနိုင်ငံရေးအခြေအနေနဲ့ဒါစက်ကောင်စီရှုံးနေမှုအခြေအနေတွေကိုပေါ့နော်လုံးဝဖုံးလန်းသွားစေနိုင်တဲ့သတင်းတစ်ခုဖြစ်တဲ့အတွက်စက်ကောင်စီကစနစ်တကျပုံစံမျိုးနဲ့ပုံဖော်တာလားဆိုပြီးတော့လေဒါကျွန်တော်တို့တန်တရားဖြစ်မိတယ်ပေါ့နော်အဲအဓိကတော့ပြည်သူတွေနိုင်ငံရေးစိတ်ဝင်စားအောင်ပြီးတော့လက်တလုံးမှာစစ်ကောင်စီရှုံးနေနေတဲ့ဟာတွေပေါ့နော်အဲ့ဒါတွေကိုစိတ်ဝင်စားအောင်သူတို့ရဲ့နီလန်းဟောင်းတွေပေါ့ဗျာ တခုခုသူတို့ရှုံးနေပြီဒါမှမဟုတ်လဲတခုခုသူတို့ယုတ်မာပြီရက်ဆက်ပြီမိုက်ရိုင်းပြီဆိုတဲ့အခါမျိုးတွေကြာရင်ဒီလိုမျိုးဒါအပုပ်အပွားသတင်းနေနဲ့သတင်းတွေဖုံးအောင်လုပ်လို့ရှိတယ်ရှေ့မှာကိုပဲအဲ့လိုပုံစံမျိုးဒါနေရာတခုခုကိုဒါဘုံကျဲတိုက်ခိုက်တာမျိုးတွေရဲဆက်ဆက်လှုပ်သွားတာမျိုးတွေဆိုရင်အဲသူတို့အဲထဲမှာရှိတဲ့အကြီးပိုင်းတွေပဲဖမ်းခံရတရောင်ရောင်အာဆိုးဝင်းမဲသေးသေးရောင်ရောင်ဒါမျိုးပုံစံမျိုးတွေနဲ့သတင်းတွေကဒါပြန့်ကားလာအောင်ပေါ့နော်ခုနအရေးကြီးတဲ့သတင်းတွေကိုဖုံးလွှမ်းသွားအောင်လုပ်တတ်တဲ့အကျင့်ကလည်းရှိတယ်အဲ့ဒါကမင်းတို့ကောင်ညံနေတာ လက်ရှိအခြေအနေရပါတော့ဘယ်သတင်းကမှတော့မင်းတို့တည်တဲ့သတင်းလောက်စိတ်ဝင်စားစရာမကောင်းဘူးမင်းတို့တွေပုံစိုးပန်းစိုးနဲ့ဘလို့ပုံစံမျိုးနဲ့တည်နေတယ်ဆိုတဲ့အကြောင်းနေမင်းတို့တွေဘလို့မျိုးထွက်ပြေးရတယ်မင်းတို့တွေဘလို့လက်နဲ့ချတယ်မင်းတို့ဂုံးနေဘလို့ပါနေတယ်ဆိုတဲ့သတင်းတွေထပ်ပို့ပြီးတော့တခြားသတင်းတွေကိုပြည်သူကစိတ်ဝင်စားမှာမဟုတ်တော့အဲ့တော့မင်းတို့ကောင်ညံနေတာပေါ့နော်ဒါပေမဲ့လည်းဒါတို့လုပ်တဲ့ဟာကထိရောက်တယ်ပြောရမယ်အဲ့ဒီသတင်းကတော်တော်လေးပြန့်နှံ့မှုရှိတယ်ပေါ့နော် အဲတခုရှိတာကပြည်သူတွေကအကန့်ခွဲထားလိုက်တယ်ဟမ်မဆိုင်ဘူးဒီဥစ္စာဒီဥစ္စာသတင်းတသက်မြို့သေးတာသေးတာသတင်းတသက်အဲ့တော့ကျတော့ဒလိုင်းကအတည့်ရတိုင်းပဲစိတ်ဝင်စားမှုကတော့ဒလိုင်းအဲထဲမှာပဲဆက်ပြီးတော့ရှိနေတော့မယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကဒီလိုမျိုးဒါဆိုရှယ်မီဒီယာပေါ်မှာပွဲတွေတခုပြီးတခုဖန်တီးပြီးတော့သူတို့ရဲ့လုပ်ရက်တွေအဲသူတို့ရဲ့ဖြစ်စဉ်တွေသူတို့လက်ရှိအခြေအနေကြုံတွေ့နေရမှုတွေကိုဖုံးလွှမ်းဖို့အတွက်အင်တိုင်းအားလိုက်စူးစမ်းနေတဲ့အပိုင်းတွေလည်းတွေ့နေရတယ်ပေါ့နော်အဲ့တော့ဒါပြည်သူတွေကလည်းအာယုံလွှဲတာဖြစ်နေတယ်ဒါပေမဲ့ စိတ်ချပြည်သူကအာရုံမလွဲပါဘူးเนาะအာရုံအလွဲမခံဘူးနောက်တစ်ချက်ကတော့မင်းအောင်လိုင်းနဲ့ဂျူဂျူလကိုပြောတယ်ဆိုရင်ဘယ်အချိန်ဘယ်ကာလတုန်းကပဲပြောခဲ့ပြောခဲ့အဲသူတို့ကဒါရအောင်အရေးယူမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့အခြားသူတွေကိုပါတိအောင်သူကမိမောင်းထုတ်ပြအဓိကစံပြလောက်ပြလာ ဒါမျိုးလည်းယူဆလို့ရတယ်ဗောနော်ဒါလည်းဖြစ်နိုင်တယ်ဗောနော်အလုံးဝသူတို့ရဲ့ခေါင်းဆောင်တွေကိုဆိုရင်သူတို့ကိုဆိုရင်ဗဇက်ကနေတော့မှလာမထိနဲ့ဆိုတဲ့ပုံစံမျိုးအဲမြောင်းလိုက်ကအိုက်စတိုင်ဖန်တာဗောနော်ဆိုတာငါ့ကိုလာပြီးတော့ဒီလိုမျိုးပုတ်ခတ်ပြောဆိုလဲဆိုရင်ဒီမှနေဘယ်နေရာမှာဖြစ်ဖြစ်ငါတို့အကွက်ထဲရောက်လာပြီဆိုတဲ့ခါကျရင်ငါတို့ကတော့လုံးဝပဲဆိုတဲ့ပုံစံမျိုးအေးကြည့်ပြီးရင်ကြည့်ထားနောက်ထပ်ကြံတဲ့ကောင်တွေလည်းကြည်ထားအဲကြံတဲ့သူတွေလည်းကြည်ထားငါ့ကိုဒီလိုလာပြောပြီးဟေးဆိုတဲ့ခါကျရင်မင်းတို့မလွတ်စေရဘူးအဲအဲ့လိုပုံစံမျိုးပေါ့ဒါခုနေ့ကဘူးလက်လိုဟာမျိုးပေါ့နော်သူလုတ်တဲ့အလုတ် အဲသူလုံနေတဲ့ဒီမဲနဲ့ပတ်သက်တဲ့ဟာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဟာအဲဥစ္စာကိုလွဲမအောင်ထောက်ပြလိုက်တာနဲ့အရင်တုန်းကချစ်တာတွေခင်တာတွေနားမလည်ဘူးတခါတည်းဆွဲစီပြတဲ့ပုံစံမျိုးတွေပေါ့နော်အဲလိုပုံစံမျိုးတွေကဒါမင်းအောင်နိုင်ငံလုတ်တက်တယ်ပေါ့နော်အညှို့ကြီးတယ်ပေါ့ပြီးတော့တရားဥစ္စာကတခြားသူတွေကိုပါသူကဆံပြပုံစံမျိုးလုတ်ပြချင်တာဖြစ်တယ်လို့လည်းယူဆလို့ရတယ်ပေါ့နော်နောက်တစ်ခုကသူ့ကိုပုတ်ကပြောဆိုလာတယ်လို့ထင်တယ်ဆိုရင်စစ်တပ်နဲ့ပတ်သက်တဲ့သူပဲဖြစ်ဖြစ်စစ်တပ်အတိုင်းဝိုင်းကပဲဖြစ်ဖြစ်ပေါ့နော် ဒါစစ်တပ်နဲ့ဆက်နွယ်နေတဲ့သူပဲဖြစ်ဖြစ်လုံးဝခွင့်မလွတ်ဘူးဆိုတဲ့ပုံစံမျိုးအဲအဲဥစ္စာကိုလည်းတွေ့ရတယ်ဗောနော်သူကသူတခါစစ်သားဖြစ်ရင်တစ်သက်လုံးစစ်သားတော့ဘာလို့ तू ကလုံးဝနားမလည်ဘူးလုံးဝနားမလည်ဘဲနဲ့အခုလိုမျိုးလာပြီးတော့ထိခိုက်တယ်ဟေးဆိုတဲ့ခါကျရင်လုံးပါပဲဆိုတဲ့ပုံစံမျိုးအဲအဲဒါကြောင့်မလို့ရှိမှဒါတောက်လျှောက်ပဲဗောနော်ဒါတန်းရွှေကြီးရဲ့သမတ်ကိုဒါထောင်ချခဲ့တာတွေအဲဘူးလက်လာဆွေကိစ္စတွေအမျိုးစုံအမျိုးစုံဗောနော်အဲသူနဲ့ပတ်သက်လို့ဒီလိုမျိုးတစ်ခုခုတုံ့ပြန်ပြီးဟေးဆိုတဲ့ခါကျရင် သူ့အတွက်အလုတ်လုတ်ပေးနေတဲ့ကောင်တွေတောင်မရဘူးဆိုတဲ့ပုံစံမျိုးကိုသတ်တွေ့ရတယ်ဗောနော်ဒါဟာလည်းအာနာရှင်ရဲ့ရုံမှာရက်ဆက်တဲ့ဒါအမှုအကျင့်တစ်ခုပဲဗောဗျာအဲသူ့အတွက်ဘလောက်ပဲအသက်ပေးခဲ့ပေးခဲ့ဗောနော်အဲသူ့အတွက်ဘာမှမလိုအပ်တော့ဘူးအဲသူ့အတွက်အသုံးမဝင်တော့ဘူးဆိုတဲ့အခါကျရင်လည်းထိုးချတာရှိသလိုအဲသူ့ကိုထိခိုက်နေတာကိုပြောတယ်ဆိုရင်လည်းဘလောက်ပဲရင်းနှီးခဲ့ရင်းနှီးခဲ့ဘလောက်ပဲမျက်နှာနာပါစေဘေးဥမဆိုင်ဘူးဆိုတဲ့အထာနဲ့လုတ်ပြနေတဲ့ပုံစံမျိုးကြီးလည်းတွေ့ရတယ်ဗောနော်ကရမရီအောင်ဒီပေါ်တွေ့ရအောင်လက်ရှိမှာသမီးစုနဲ့ပတ်သက်ပြီးပေါ်ထွက်တာတရင်တွေဟာ ်အတက်အနေနဲ့တမင်သက်မဲ့ဝါဒဖြန့်ဖို့လုပ်နေလားဆိုတော့တွေးထင်စရာအနေထားရရှိနေပါတယ်။ဒီလိုနေလှချာရှိတဲ့ရဖြစ်ပါတယ်။ Olympic တွေအရောဒီဗီဒီယိုတွေနဲ့ဆုံးသက်လိုက်နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတွေတော်တော်များများကျွန်တော်ရဲ့ Gojira Production Channel ကို Lens Camera Lens ကပြီးပြီးခွန်လေးရရှိမြင်တက်လာပြန်ပြီးတွင်သတင်းအလုံးကြီးရှင်းနိုင်ရဖြစ်ပါတယ်။ Olympic တွေအားလုံးပဲဆုံးရှုပ်ပြီးလို့အခုပဲကျေးဇူးတင်ရှိပါတယ်ဗျာ။နောက်ထပ်ဗီဒီယိုမှာပြန်နေဆုံးပြေးကြပါမယ်။